။အိုးထက်ငင်းတဲ့သူတွေရှိတယ်။အဲ့ဒီစီဟိုကြည့်။မင်းသမီးဆိုအမြဲတမ်းကောင်းစင်တက်ခဲ့တာ။နောက်တာကဒါကတော့အပြိုင်ပွဲတိုင်းမှာတင်းကုန်းဆော့တဲ့အခါမျိုးကြရင်အားလုံးကကိုယ်အတင်းနိုင်ခြင်းနဲ့ကိုကိုရလက်ကိုအတင်းနိုင်ခြင်းနဲ့ဘာလို့နိုင်မှအမတ်အများဆုံးရမှာလေနော်။ဆိုတော့အမတ်အကိုလူတိုင်းကလိုချင်ကြတဲ့အခါကျတော့အဖွဲဝင်ချင်းချင်းပုတ်တိုက်မှုလေးတွေထိခိုက်ထိရှာမှုတွေရောရှိရပါတော့ရှင်။ ီကတော့ FOE season 2ကနေဖိတ်ပါတယ်ဖိတ်တဲ့အချိန်မှာသူစဉ်းစားသေးတယ်အလုံနိုင်ပါမလားပေါ့နော်အားအေးဟွာဖြစ်တဲ့အခါကျလုံနိုင်ပါမလားဒါမဲ့လည်းအာလုံမယ်ပေါ့နော်ငါအာဒီအသက်ဒီအရွယ်တစ်ခုမှာဒါငါ့အတွက်ပေးရအခွင့်အရေးဘယ်လောက်ထိလုံနိုင်လဲဆိုတော့ငါရအောင်သွားမယ်ပေါ့နော်ဆိုတော့စိတ်တစ်ခုနဲ့မြတ်သူအာပါဝင်ပြခဲ့တယ်အဲ့အတွက်လည်းမြတ်သူအာခန္ဓာကိုယ် body ဘိုင်းဆိုင်ရာကြန့်ခိုင်မှုကိုအရင်ထပ်ပို့ပြီးတော့မြတ်သူအစားအသောက်နေ့တိုင်းတော်တော်လေးကိုမြတ်သူလုံလိုက်ရတယ်ပေါ့နော်ကျုံတွေ့နေတဲ့အချိန်မှာဖြစ်လာ emotion ကလည်းတယုတ်ဆောင်တာမဟုတ်ဘူး ဆုံးရှုံးသွားတယ်ဆုံးရှုံးသွားတဲ့ပုံပေါ့နော်ဒေါသဖြစ်နေဒေါသဖြစ်တဲ့ချက်ချင်း response အိုက်တင်တွေပေါ့အာ response ရုပ်တွေပေါ့နော်အဲ့ဒါရောပေါ်ပါဆိုတော့ရင်လဲရင်ကုန်တဲ့အတွေ့အကြုံတွေတည်းအများကြီးရခဲ့တယ်ကျွန်တော်အရင်သဘောကျကျွန်တော်သဘောကျတာဆိုတာကျွန်တော်လေဟိုကိုဂျေဖိုင်ရတော့ကိုထွန်းလို့ပေါ့နော်အာတို့ကြလေကိုလိုပဲတရားဥစားအောင်ဒါပေမဲ့ကိုထက်ပေါင်းအစာပေါင်းများစွာ စိတ်တဲ့အရာကအာ body ဘိုင်းဆိုင်ရာမှာအရန်ကြန့်ခိုင်ပြီးတော့တံမာကြတဲ့လူတွေဆိုတွေ့လိုက်ရတယ်ကိုထွန်းဆိုရင်ပိုဆိုးတယ်ပိုဆိုးဆိုတာကိုထွန်းရဲ့ဟောနော်ဒီ အာသူ့ရဲ့စိတ်ပေါ့နော်သူ့ရဲ့စိတ်ဒီဟာ player တွေပေါ်ထားတဲ့စိတ်အဒီ team ပေါ်ထားတဲ့စိတ်အားရအများကြီးပေါ်တယ်အတွဲကူရတဲ့အရာတွေပေါ့နော်သူသူလုံနိုင်တဲ့ support အကုန်လုံးကိုကိုတို့ကမင်းသားတယောက်ဆိုတာတည်းဒီထဲမှာပါတဲ့ player တယောက်အ team မှာပါရင်သူဒီ team ကအဖက်ဝင်ဖြစ်တဲ့ဒီ team ကိုသူဘလို့မျိုး save လုပ်ရမလဲဆိုတဲ့ဟာတွေအများကြီးတွေ့ရတယ် So fresh, so clean, my rap, so mean, I'm blessed, homie. Trong đà diễn đoạn cùng cùng rồi <laughs> အာပြန်သူအာပေါ့နော်လုံနိုင်စွမ်းရှိသမျှတော့ကိုယ့်ရဲ့အာစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရော အများကြီးပြင်ဆင်ပြီးမှအာဒီ season 2တွေကိုဝင်ပါဖြစ်ခဲ့တာပါအဲ့လိုမျိုးသူအာစိတ်တိုင်းကြတယ်ဆက်ချက်တော့ကိုယ့်အဲ့ချိန်မှာကိုယ်လုံနိုင်စွမ်းအပြေအဝါကိုလုံလုတ်ခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ရှင်အဓိက FOE season 2ကနေဖိတ်ပါတယ်ဖိတ်တဲ့ချိန်မှာမျက်သူစဉ်းစားသေးတယ်အလုံနိုင်မှမလားပေါ့နော်အားကြီးဟွာဖြစ်တဲ့အခါကျလုံနိုင်ပါမလားဒါမဲ့လေအော်လုံးမယ်ပေါ့နော်ငါအော်ဒီအသက်ဒီအရွယ်တခုမှာဒါငါအတွက်ပေးရအခုရေဘယ်လောက်ထိ လုံနိုင်လဲဆိုတော့ငါရအောင်သွားမယ်ပေါ့နော်ဆိုတော့စိတ်တစ်ခုနဲ့မြတ်သူအာပါဝင်ပြစ်ခဲ့တယ်အဲ့တို့လည်းမြတ်သူအာခန္ဓာကိုယ် body ဘိုင်းဆိုင်ရာကြန့်ခိုင်မှုကိုအရင်ထပ်ပို့ပြီးတော့မြတ်သူအစားအသောက်နေတိုင်းတော်တော်လေးကိုမြတ်သူလှုပ်လိုက်ရတယ်ပေါ့နော်ပြီးတော့တတ်မှာဖို့အတွက်ဒီခါလေးကိုမမမဘူးတဲ့အဝေးလေးတွေပြီးတော့ကိုမဆွဲဘူးတဲ့ဘားတွေအဲ့ဒီဘားအကုန်လုံးရအောင်လို့တော့ဒီအကုန်လုံးဒီကနေပြီးတော့ပြင်ဆင်ပေးကြတာပေါ့နော်အဲ့အတွက်ကိုအကောင်းဆုံးပြင်ဆင်ပြီးတော့အာပြိုင်ခဲ့ပါတယ်လို့ဟုတ် ကိုယ့်ထက်ငင်းတဲ့သူတွေရှိတယ်အဲ့ဒီဒီဟိုကြည့်ဘင်းသမီးဆိုအမြဲတမ်းခေါင်းစစ်တက်ခဲ့တာနောက်တာကဒါကတော့အပြိုင်ပွဲတိုင်းမှာတင်းကုန်းဆော့တဲ့အခါမျိုးကြရင်အားလုံးကကိုယ်အတင်းနိုင်ခြင်းနဲ့ကိုကိုရလက်ကိုအတင်းနိုင်ခြင်းနဲ့ဘာလို့နိုင်မအမတ်အများဆုံးရမှာလေနော်ဆိုတော့အမတ်အကိုလူတိုင်းကလိုချင်ကြတဲ့အခါကျတော့အဖွဲ့ဝင်ချင်းချင်းပူတိုက်မှုလေးတွေထိခိုက်ထိရှာမှုတွေရောရှိရပါတော့ရှင်ဟုတ်ကဲ့အာဒီဟွာပေါ့ကြုံခဲ့တဲ့နေရာမှာပေါ့နော်ကြုံခဲ့တဲ့နေရာမှာဆိုတော့ အဲ့အာ nature warrior လို့ခေါ်မှတင်တယ်ကျွန်တော်တို့ရေအကုန်တောက်လျှောက်၅မျိုးလောက်ကိုလေတောက်လျှောက်လို့ရတဲ့ဟာရှိတယ်အဲ့လာတော့အဲ့ဒါလေပင်မန်းနေအခက်ခဲတယ်ပြီးတော့ကျွန်တော်ဒီကျွန်တော်တို့ပထမဆုံးပထမဆုံးဒါ FOE ရဲ့အမြင်ကစားနည်းဖြစ်တဲ့အာငါးမျိုးလောက်ရတာရှိရကျွန်တော်တို့တတယောက်ထဲနဲ့မှာအလေးတွေမတာမျိုးအာ plan ထောက်တာမျိုးအဲ့ဒါလေပင်မန်းနေဒါပေမဲ့အဲအကောင်းဆုံးတော့ကျွန်တော်ကြော်ဖြတ်ခဲ့တယ်အခုနောက်ဟိုကြီးကတော့တော်တော်ကြီးကိုကျွန်တော်ဟိုဖြတ်ရတာပေါ့နော်ငါရအောင်လုပ်ရမယ်အဓိက mission complete ဖြစ်ချင်တာ လုံးဝဒါကြီးကိုဒီဒီဟာကြီးကိုမပြီးမြောက်လိုက်ဘူးဆိုတာမျိုးဖြစ်ချင်ဘူးပေါ့နော်အဲ့တို့တော့အကောင်းဆုံးကြိုးစားခဲ့ပါတယ်လို့တင်းဝော်တွေကလည်းကြားရလဲကြည်ပါလို့ရင်သက်ရှိမောပွဲနဲ့အဲ့လိုစိတ်ဟိုဟာလေးတွေဖြစ်စီအားလေးအများကြီးပေါမှာပါလို့အဲ့ဒီ emotion တွေ့လာပါလိမ့်မယ်အဲ့လည်းပါတယ်အဲ့ဒီ emotion လည်းအဲ့ဒီမှာဖြစ်သွားတာမျိုးရှိရယ်ပေါ့အကိုကဘသူကရွေးလိုက်လဲဆိုတာလဲကြည်ပေးပါဦးလို့ Okay ကျေးဇူးကျွန်တော်အရင်သဘောကျကျွန်တော်သဘောကျတာဆိုတာကျွန်တော်လေးဟိုကိုကြည်ဖိုင်းရတော့ကိုထွန်းလို့ပေါ့နော်အာသူတို့ကြတာလေး ုလိုပဲတရုပ်ဆောင်ဒါပေမဲ့ကုတ်ထက်ပေါင်းအစာပေါင်းများစွာစိတ်တဲ့အရာကောအာ body ဘိုင်းဆိုင်ရာမှာအရန်ကြန့်ခိုင်ပြီးတော့တံမာကြတဲ့လူတွေဆိုတွေ့လိုက်ရတယ်ကုတ်ထုံးဆိုရင်ပိုဆိုးတယ်ပိုဆိုးဆိုတာကုတ်ထုံးရဲ့ဟောနော်ဒီ သူ့ရဲ့စိတ် ပေါ့နော်သူ့ရဲ့စိတ်ဒီဟာ player တွေပေါ်ထားတဲ့စိတ်ဒီ team ပေါ်ထားတဲ့စိတ်အားတွေအများကြီးပေါ်တယ်အတွဲခုရတဲ့အရာတွေပေါ့နော်သူသူလုံနိုင်တဲ့ support အကုန်လုံးကိုကိုတော့မင်းသားတယောက်ဆိုရတဲ့ဒီထဲမှာပါတဲ့ player တယောက် team မှာပါရင်သူဒီ team ကအဖက်ဝင်ဖြစ်တဲ့ဒီ team ကိုသူဘလို့မျိုး save လုပ်ရမလဲဆိုတဲ့ဟာတွေအများကြီးတွေ့ရတယ် qualifier ဆိုလည်းအဲ့လိုပဲသူဟာဘလောက်ထိလုံနိုင်တယ်ဒါတွေဘလောက်သူလုံနိုင်တယ်ဆိုတာကိုသူဒီမှာပေါ့နော်ပြောရ ဆိုတဲ့အခါကျတော့အဲ့အရာတွေကိုလည်းဟောဖြစ်ရမှာပါကျွန်တော်ကတော့ဒါကတော့တယောက်ဆောင်ပိုင်းဆိုင်ရာမှာပေါ်တာဖြစ်တာကိုကျန်တဲ့တီတီဆိုလည်းတီတီနဲ့တီတီအလေးရောက်ပဲတကယ်တီတီဆိုမထင်သားရအောင်သူ့ရဲ့ body ကလုံး organic ကြီးအရင်ကြိုက်တီတီ body ကိုလေဘာလို့ဆိုပြောချင်တာက steroid မထိုး protein မစားဘဲနဲ့မိုက်တဲ့ body ဆိုတာလေးကိုညှက်လိုက်မှထွက်လာတာအဲ့မှာတီတီဆိုလည်းတကယ်ကိုယောက်ျားတစ်ယောက်နီးနီးလုံးနိုင်တယ် အရန်ကိုပေါ့ပြိုင်ပွဲဝင်ဆိုတော့မှသူနဲ့တူကြမှာလောက်ကြောက်ရတဲ့အနေထားမျိုးပါတည်ရမှာပြီးတော့ပါတဲ့ player ပါတဲ့ machine လို့ပါလို့ဆိုလဲအဲ့လိုပဲ machine ဆိုတကယ်တိုင်းမှာတော့သူကအဲ့လိုမျိုးလုံးဝသူကပြောတာပြိုင်ပွဲဆိုမြင်းချင်ပြီးရမယ်ရွှေပဲသူကယူလာတာအဲ့ဒီမှာလဲရွှေပဲယူမှာအဲအဲ့လိုမျိုးပါတော့ဆိုတော့အဲ့လို fighter နဲ့တွေ့ရင်ဟာငါသူတို့နဲ့တူတူငါတို့နဲ့နှစ်ယောက်တည်း1 by 1တော့မကြချင်ဘူးဆိုတဲ့ဟာတော့စိတ်တော့ဖြစ်တာပါเนาะဟုတ်ရှင်ဟာအဲ့တော့စောင့်ကြည့်ပေးပါလို့ဟာ ဲ့တော့အဲ့လိုပဲစကားအဲ့ဒါစကားရမ်းများတာလေကွာတိတိတိမှာပါအဲ့ဒါစကားရမ်းများတယ်ပြီးအဲ့လိုနော်နဲ့ပေါ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 ့နဲ့ရှွတ်ရှွတ်နောက်နောက်နဲ့နေတတ်တဲ့ခါကျတော့ခါကြရင်လည်းတော်လည်းနည်းနည်းပေါ့နော်တခြားသူတွေရဲ့အဲပေါ့နော်ဒီဟိုမင်းသမီးလိုချစ်တယ်ဒါပေမဲ့ပြိုင်ပွဲဝင်တော့အကုန်လုံးကနိုင်ကျင်တဲ့ဟာရဲ့ခါကျတော့အဲကိုယ့်ရဲ့ပုံမှန်သဏ္ဍာန်ကိုယ့်ရဲ့အပြောဆိုကိုယ့်ရဲ့အပြုမူကအဲပြိုင်ပွဲတရားရောက်အတွက်အဲနည်းနည်းလိုခေါ်မယ်အာယုံနောက်ဆရာကြီးဖြစ်သွားလဲဖြစ်သွားဖြစ်ကောင်းနိုင်တာပေါ့နော်ဒါကိုလည်းမသိဘူးဒါပေမဲ့အဲ့ဒါကြီးအကုန်လုံးကအဲ့ဒါကြောင့်ပြောတာလာမကြည့်ရမှာ ဇညုံမဟုတ်တဲ့အခါကျတော့ကြုံမသိရတော့ကိုလည်းအရင်စိတ်လို့ရှားတယ်ကိုကဘလို့ပြိမ်ဖို့ဝင်နေရဘလို့ complaint တွေတက်ထားတာရှိလဲအဘီအဲ့ဒီပေါ်ပြစ်တက်တယ်ဘလို့မှတ်ချက်ပေးမလဲပေါ့နော်အဲ့ဒါလည်းရင်းခုန်နေပါတယ်လို့အခုမှဆိုတူကြည့်ရတာတော့မကြည့်ဘူးအခုကိုတို့သူကဒါတော့သူ့တော်ညင်းတာပေါ့တဲ့သူက host လေအမြင်လိုက်ဘူးလားဒီအရလုံးလုံးလို့မရဘူးလေတိုင်းမသိဘူးလားဆိုတော့အမဒီမှာကြည့်ဆိုအော်ကိုတို့ကစိတ်ကြည့်ရတော့ဖြစ်တယ်အမအမဟာ ။အာကြုံတွေ့နေတဲ့အချိန်မှာဖြစ်လာတဲ့ emotion ကလည်းတယုံဆောင်တာမဟုတ်ဘူး။အာဆုံဆုံးသွားတယ်ဆုံဆုံးသွားတဲ့ပုံပေါ့နော်ဒေါသဖြစ်နေဒေါသဖြစ်တဲ့ချက်ချင်း response idea တွေပေါ့အာ response ရုပ်တွေပေါ့နော်အဲ့ဒါကြီးရောပုံပါဆိုတော့အာရင်လဲရင်ကောင်းတဲ့အတွေ့အကြုံတွေတွေအများကြီးရခဲ့တယ်အာဒီထက်လည်းပုံပြီးတန်မာရမယ်လို့လည်းအကုတ်ကုတ်တွန်းအားထပ်ပေးထားတယ် အခုနကပြောလေဇညုံမရှိတဲ့အခါကျတော့ထွက်လာမယ် reset ထွက်လာမယ်ပြိတ်ပေါ့နော်ပြိတ်သက်တွေရဲ့ကျွန်တော်တို့ကဇညုံလို့ဆိုမှန်းလို့ရတယ်တရုပ်ဆောင်တွေရကြတော့မှန်းလို့ရပြအာဒီကားလေးလူမုံမမလို့ပါနော်မမုံပါနဲ့တော့ကြိုပြောလို့ရတယ်လေနော်ဒီလိုမျိုး reality show ဆိုတဲ့အခါကျတော့ကျွန်တော်တွေဘာတွေဖြစ်လာမလဲဘယ်လိုတွေပါလာမလဲဘယ်သူတွေကကိုယ့်ကို complaint တက်မလဲကိုကကိုယ့်စကားကဘယ်သူတွေကိုသွားပြီးတော့အထိကိုက်မှုတွေဖြစ်နိုင်လဲဒါတွေကမတိရဘူးဖြစ်နေရအဲ့တော့ reality show ရဲ့အရက်တာလဲအဲ့ဒါပဲလေ ဟိုဘာတွေဖြစ်လာမလဲဆိုတာကိုကြိုတွက်လို့မရတဲ့အဲပေါ့နော် emotion တွေကိုဒီကပေးမှာပါရှင်ဟုတ်အဲ့တော့ကိုလည်းရင်ခုန်တယ်ပေါ်တာပေါ့ပေါ်တာပေါ့ဟုတ်တယ်ဟုတ်ဘလူးအဲ့ဒါဘာတွေဖြစ်သွားမှန်းမသိတာကိုတော့ရမ်းသိချင်နေပါတယ်ဆိုအခုမှသိရမှာလေကိုကျွန်တော်ခုနကချုပ်ရှိရလေအိမ်ဖြစ်လို့ဘာလို့ဟာဘာလဲပေါ့နော်ဒီကအခုမှကိုလည်းပြန်သိရတာကွာအဲ့ဒါကိုပြန်ကြည့်ရဆိုတော့ ကိုလည်းတော့ပြည်သက်နဲ့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းအခုလာမယ့်စာဆိုင်ပေါ့နော်တနင်္ဂနွေနေ့တိုင်းဟိုအာကြည့်ပြီးတော့ကိုလည်းရင်းနေခုံရင်းနေမောပြည်သက်ရဲ့ complaint တွေဝေဖန်မှုတွေဘာတွေဖြစ်လာမလဲအကြံဉာဏ်ပေးရဘာတွေဖြစ်လာမလဲရင်းခုံနေပါလိမ့်ရှင်ဟုတ်ကဲ့အာဒီခု FOE season 2ကတော့အခုလာမယ့်89ရက်နေ့တနင်္ဂနွေနေ့မှာ MRTV4 ကနေပြပါမယ်ရှင်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းကိုအာပြပါမယ်အာ replay ကတော့စနေနေ့ပြပါမယ်ရှင်ဒါကြောင့်မလို့အော်ချစ်ရတဲ့သူတွေအားလုံးနဲ့တူတူကြည့်ရင်းနဲ့အာရင်ခုံစွာနဲ့ပဲအဝေးပိုင်းကြံကြံမှုတွေကိုမျှော်လင့်နေပါတယ်လို့ပြောချင်ပါတယ်ရှင်